လုံးဝမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာဆိုင်ကောင်မဲမှာတလိษံဆေးကုဆရာဝန်ပါကျွန်တော်ဒီဗီဒီယိုထဲမှာပေါ့เนาะကျွန်တော်မေးထားတဲ့ comment တခုကိုပြန်ဖြေပေးသွားပါမယ်အဲဒီ comment ထဲမှာကျွန်တော်မေးထားကျွန်တော်ဝက်ဆေးထိုးတဲ့နေရာလဲမှန်တယ်ဒါပေမဲ့တဲ့ဆေးနဲ့တွေးထွက်နေလို့ပါတဲ့အားဆေးထိုးတာအက်ကပဲတူလို့လားဝက်ကပဲယုံလို့လားတဲ့ဘာကြောင့်ဖြစ်နိုင်လဲဖြေချပေးပါဦးလို့မေးထားရှိပါတယ်ခင်ဗျအဲကြတော့เนาะကျွန်တော်ဒီဗီဒီယိုထဲမှာပေါ့เนาะ အဲအက်အရွယ်စားနော်ပြီးရင်အက်အရွယ်စားဆိုတဲ့နေရာမှာအတုပ်ပေါ့နော်အတုပ်အသေးပြီးရင်အရှိပေါ့နော်အဲအဲ့အရာတွေကိုဘယ်နေရာမှာအသုံးပြုရတယ်လဲပြီးရင်ကျွန်တော်တို့ဒီတွေးထွက်တာကဘာကြောင့်ဖြစ်နိုင်ရလဲအဲဘာဆေးဆိုရင်ကျွန်တော်တို့အတူတုံးတာဘာဆေးအရှိတုံးတာလဲစရဖြစ်မှာနော်ကျွန်တော်ပြန်ပြီးမှအပြည့်စုံပြန်ဖြည့်ပေးသွားပါမယ်အဲဒါမှမဟုတ်ကျွန်တော်ဗီဒီယိုအပြည့်စုံတော့ကျွန်တော် YouTube channel မှာတွားကြည့်ပေးစီချင်ပါတယ် ျွန်တော် YouTube channel မှာဆိုရင်ကျွန်တော်ကဒီသက်ဆိုင်ရာကဏ္ဍလိုက်ပါเนาะဗီဒီယိုလေးဥမာဝတ်ဆိုရင်အဲဝတ်အတွက်တည်တံစုထားတယ်အဲခွေးကြောင်ဟင်ခွေးကြောင်တည်တံအဲကျွဲနွားဆိုရင်လည်းကျွဲနွားတည်တံပါเนาะဒီ TikTok မှာကြောက်တော့ကျွန်တော်တည်တံအဲ့လိုမျိုးစုပြီးမှပေါ်ပြထားမရှိတဲ့အတွက်ကြောင့်မလို့ရှာဖွေကြီးရှုရတာလည်းခက်ခဲဖြစ်နိုင်ပါတယ် အဲနောက်ပိုင်းကြရင်ကျွန်တော်ကဒီ TikTok ဆိုတာထဲကျွန်တော် YouTube မှာဗီဒီယိုတွေပဲဆက်လိုက်တင်တော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့ကိုခုကလေးကကျွန်တော် YouTube channel ကို subscribe လေးတော့လုပ်ပေးထားဖို့တောင်းဆိုခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube channel ကိုဘယ်လိုသွားမလဲဆိုရင်ကျွန်တော်ဒီဗီဒီယိုရဲ့ comment ပေါ့နော်ပထမဆုံး comment မှာကျွန်တော် link လေးချပေးထားပါမယ်ကျွန်တော် profile နဲ့ဝင်မှာ profile တက်ပုံအောက်မှာရှိတဲ့ YouTube channel link အနေနဲ့တွားလို့ရပါတယ်ပြီးရင်ကျွန်တော်ရဲ့ YouTube channel နဲ့ Facebook ကို သွားတယ်အသေးစိတ်လမ်းညွန်ဗီဒီယိုလည်းလုပ်ပေးထားပါတယ်အဲ့ဗီဒီယိုကတော့ကျွန်တော်ဒီ profile အောက်မှာရှိတဲ့ဗီဒီယိုတုံးဖို့ထမ်းမှာပင်ပေါ့နော်ပင်လုပ်ပြီးတော့အပေါ်ဆုံးကိုကျွန်တော်တင်ပေးထားပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါခင်ဗျအဲကျွန်တော် site မှာဖြည့်ပေးရမယ်ဆိုရင်ပေါ့နော်ကျွန်တော်ဒီ app အရွယ်စားပေါ့နော်အဲ 16k လို့ခေါ်တဲ့နည်းနည်းတုတ်တယ်နော်အရွယ်စားရှိမယ်ပင်1820ပေါ့နော်เป็นเนเน่ตีตีตีรั่วเลยป่ะเนาะนำแมจี้ยังตัวอักอ่ะอยวยซ่าตีรั่วไปเลย အဲအဲ့ကြတော့ကျွန်တော်တို့ဒီဟွက်ငယ်လေးဆိုတော့တေးချပါတယ်ကျွန်တော်တို့ဒီအအသေးကိုပဲကျွန်တော်တို့တောင်းရပါမယ်အဲ16ဒါမှမဟုတ်20ပေါ့နော်အရန်ငယ်လေး20ပေါ့နော်ကျွန်တော်နှုတ်ခွဲအရွယ်နှုတ်တိုက်အရွယ်ဒါမျိုးကြီးဆိုရင်ကျွန်တော်တန်တဲ့အားစီပါညာထိုးရဲ့ချိန်ကကျွန်တော်တို့20ပေါ့နော်အဲအရှိအားဖြင့်ပြောရမှာဆိုတော့ကျွန်တော်တို့ဒါလက်မဝက်လောက်ပဲပေါ့နော်လက်မဝက်ရှိမယ်အဲပြီးရင်ကျွန်တော်တို့ဒါ တလမရဲ့၄ပုံ၃ပုံရှိမယ်ပေါ့နော်တလမတိတ်မပြည့်ဘူးပေါ့နော်ပြီးရင်နောက်ထပ်တလမ site တွေရှိမယ်ပြီးရင်တလမခွဲရှိမယ်အဲဝက်ငယ်မှာဆိုရင်တော့အဲအသေးဆုံးနဲ့ကျွန်တော်အတူဆုံးလေးကိုကျွန်တော်တုံးမယ်အဲဒီအတူဆိုတဲ့နေရာမှာလဲကျွန်တော်တို့ဒါအသားဆေးလာရေပြားကိုထိုးတဲ့ဆေးလာဆိုတာလဲကျွန်တော်တို့မူတီမှာခွဲချပါတယ်အဲအဲ့အရှိကိုကျွန်တော်ရွေးချယ်တဲ့ချိန်မှာသူ့ကိုအသက်ရွယ်နဲ့ရွေးချယ်လို့ကိုထိုးချင်တဲ့နေရာကိုလဲကျွန်တော်မူတီမှာရွေးချယ်ပါတယ်ပေါ့နော် အဲကျွန်တော်တို့အသက်ရွယ်ငယ်တဲ့ကောင်းနေဆိုရင်ကျွန်တော်တို့အဲ့အတူတွေကိုကျွန်တော်တို့သုံးမယ်အတူဆိုတဲ့ညမှာကျွန်တော်တို့လက်မဝက်ရှိမယ်တလက်မရဲ့၄ပုံ၃ပုံရှိမယ်ဝက်ကြီးရင်မှာဆိုရင်ကျွန်တော်အရှိသုံးမယ်အဲအရှိကကျတော့ကျွန်တော်တို့တလက်မရှိမယ်ပေါ့နော်တလက်မဆိုင်အဲပြီးရင်နောက်တစ်ခုကတော့အထိုးချန်တဲ့နေရာကိုရွေးချယ်တယ်ဆိုတာကျွန်တော်တို့ဒီအသားထဲထိုးမလားဒါမှမဟုတ်အရေပြားအောင်ထိုးမလားဆိုတာဒါဆေးပေါ်မှာမူတည်ပါတယ်ဒါဝယ်လာတဲ့ဆေးပလင်းမှာကျွန်တော်တို့တေချာကျွန်တော်ကြည့်လိုက်ရင်သိပါတယ်ပေါ့နော် အဲ့မှာ I am လို့ရေးထားတာကြတော့ကျွန်တော်တို့ဒါအသားထဲကိုထိုးရမယ်ဆေးဖြစ်ပါတယ် SC လို့ရေးထားတဲ့ဟာကြတော့ကျွန်တော်တို့ဒါအရေပြအောက်မှာပဲထိုးရမယ်ဆေးဖြစ်ပါတယ်အဲအဲ့ကြတော့ထိုးရမယ်နေရာပေါ်မူတီးမှာရွေ့ချယ်တယ်ဆိုရမြမှာကျွန်တော်အရေပြအောက်ပဲထိုးမယ်ဆိုရင်တော့တေချပါတယ်ကျွန်တော်အတူလေးကိုပဲသုံးပါမယ်တချို့နည်းနည်းကြီးရွားရဲ့ကောင်းနေတွတ်ဆိုရင်တလမ်းပါရဲ့၄ပုံ၃ပုံအရွယ်စားတွေကိုရွေးချယ်အသုံးပြုသွားပါမယ်တကယ်လို့အသားထဲထိုးမယ်ဆိုရင်တော့ကျွန်တော်တို့ ဒါတလက်မရှိမယ်တလက်မခွဲပေါ့နော်တလက်မခွဲကတော့ဥကတည်းကမှာကျွန်တော်တို့နည်းနည်းသုံးဒါရှားမယ်လို့ထင်ပါတယ်ဒါပေမဲ့ဒီကျွဲနွားရီမှာဆိုရင်တော့ကျွန်တော်အသားရထုတ်မယ်ဆိုတော့တလက်မခွဲလို့ပါတော့အဲ့အမျိုးကြီးသုံးပါတယ်ဒါပိုပြီးမှရှည်ရပေါ့နော်အဲ့ကြတော့ကျွန်တော်အခုဒါရှင်းပြရတဲ့အရာဆိုရင်မိတ်ဆွေတို့ဒါဘယ်ရွယ်မှာနော်ဘာဆေးဆိုရင်ဘယ်လောက် site ထိုးရမလဲဆိုတော့တဘောပေါက်မယ်လို့ထင်ပါတယ်နောက်ခုကသူကမေးထားတာသွေးထွက်တယ်တဲ့သွေးထွက်တယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ဒါထိုးရတဲ့နေရာမားလို့ပါ အမရဲဆိုတာကကျွန်တော်တို့ဒီ level မှာဟုတ်တယ်ဟိုအဓိကကျွန်တော်ထိုးတာဟုတ်အဲ့မှာထိုးတဲ့အချိန်မှာကျွန်တော်တို့ဒီမှာတွေးကြောရှိပါပင်မတွေးကြောကြီးပေါ့နော်အဲ့တွေးကြောကြီးကိုတိုင်းမှာအဲဒါကျွန်တော်တို့ထိုးမိရဆိုရင်ဒါတွေးထွက်နိုင်ခြင်းများပါတယ်တွေးထွက်ရတဲ့အကြောင်းကတော့ကျွန်တော်ခုနပြောခဲ့လို့ပဲဒါတွေးကြောကြီးကိုတိုင်းမှာထိုးမိလို့ပဲဖြစ်ပါတယ်ပေါ့နော်အဲ့ကြတော့ကျွန်တော်တေချာကျွန်တော်ဒီ အဲတွေးကြောတာဒီအောက်ဘက်ဘက်မှာနေရာများကြောင့်မလို့ဒီဂုတ်နဲ့အပေါ်ဘိုင်းပေါ့နော်ကျွန်တော်ဒီနရွက်နောက်တက်တက်ဆိုရင်ပြိစာမရှိပါဘူးနရွက်အောက်နဲ့နဲ့ကြာရင်ဒါတွေးကြောဘိုင်းထိမိတာဖြစ်နိုင်ပါတယ်နောက်ခုကဝက်တွေမှာအစီများတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒါဒီချာအဲရွေးချယ်မှာပေါ့နော်အသားသေးကိုထိုးရမယ်ဆေးရုံနဲ့ဒီချာရှီကိုဒီချာရွေးချယ်မှာထိုးပေးရမှာဖြစ်ပါတယ်အစီသေးပဲရောက်နေရင်လည်းဒါသူ့ရဲ့ အာနိတယ်နေညောနေတော့မျိုးတွေမြ мян ရတဲ့တလောက်မရမျိုးတွေဒါဖြစ်နိုင်ပါတယ်နောက်ခုဝက်တွေယုံလို့ပဲလားစိတ်တေချာမဝင်ဘူးပေါ့ဒါဖြစ်နိုင်ပါတယ်အဲကျွန်တော်လက်ဆတွေတေချာမမှန်သေးဘူးထိုးရဲ့ချိန်မှာတခါတည်းကြပြိုင်နဲ့ထဲကျွန်တော်နှိပ်ထက်ရမှာဖြစ်ပါတယ်အဲ့လိုမှမဟုတ်ဝက်ကလည်းအရင်ယုံနေပြေးနေဆိုရင်အပြင်ကနေရေပန်းပန်းတယ်လို့မျိုးပဲဖြစ်သွားတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒါလက်ဆပါမှုတွေပါတယ်ထိုးစားတော့အဲ့လိုမျိုးလက်ဆမမှန်နေရင်တော့ အပြင်မှာပန်းထွက်ရောမျိုးဖြစ်နိုင်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီအက်နဲ့ဆေးတို့အက်နဲ့ဟိုတေချာကျက်မိသလားပေါ့နော်အဲ့လိုမှမဟုတ်ရင်ဒီဆေးတို့အက်နဲ့အက်နဲ့ဟိုတေချာမတက်မိဘူးမကျက်ဘူးဆိုရင်အဲ့ရနေစိမ့်ထွက်တာပန်းထွက်တာဒါမှမဟုတ်တစ်ခါကြဲအက်ကြီးပြုတ်ထွက်ကြီးမှပါသွားတာဒါမျိုးရင်ဖြစ်နိုင်ပါတယ်အဲ့ကြတော့တေချာပေါ့အက်တက်ဆင်တာလေးကယူဆိုင်ရမယ်ဟိုကဟိုတေချာညင်အောင်ထည့်ရမယ်ဒေါင်းနေတေချာကတ်ပြီးတော့သူ့ကိုတေချာချုပ်ပြီးတော့ထိုးတင်ထိုးရပါမယ် လုတ်လို့မရပါဘူးလုတ်ရင်ဈေးအပြင်ထွက်ပါမယ်ဟုတ်ကဲ့ပါကျွန်တော်ဒီဗီဒီယိုထပ်မှာဆိုရင်ဒါဈေးထိုးအပ်ဘယ်လိုရေးချေရမလဲအဲဘာ size ဆိုရင်ဘယ်တက်ရွယ်ဆိုရင်ဘယ်ရွယ်စားတွေရွေးချိန်မှာထိုးရမလဲဟောနော်စတဲ့ဘုရုရရေရရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်တကယ်လို့မိတ်ဆွေတို့ကဘုရုရရရဲဆိုရင်လိုက်ရင် share လုပ်ပေးတော့ပါ channel ကို subscribe လုပ်ရတယ်ဆိုရင် subscribe လုပ်ပေးတော့ပါကျွန်တော်မေးစရာရှိရဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတစ်ခုခုအောက်မှာ comment မှာမေးထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ